ယူပပိဒါသဘောတရားကိုစန့်ကျင်နေတဲ့ထူးဆန်းဖြစ်စဉ်များအားလုံးပဲမင်္ဂလာပါဗကန်တဲ့တဲ့မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကဘာကြီးရဲ့အာဂါသလွန်မြေတဲကနားလေဖို့ခက်ခဲတဲ့ဖြစ်ရတွေကြောင်းစူးစိထင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1 balancing band တဲ့အနေနဲ့အိမ်တစ်ချမ်းလုံးမြေပြင်နဲ့မထီပဲလေဖို့ပြန်နေတဲ့အိမ်မျိုးကိုမြင်ဘူးပါသလားဒီလိုအိမ်မျိုးကိုစောက်လို့ရတယ်ဆိုတဲ့အချက်ကိုရောလက်ခံနိုင်ပါသလားဒါကတော့အင်္ဂလန်နိုင်ငံ Shortford ကရေကန်တစ်ခုပြီးမှတိဆောက်ထားတဲ့ balancing band လို့ခေါ်တဲ့အင်းလေးတစ်လုံးမှာအင်စရာထက်ကိုနှိပညာဖန်တီးမှုလို့ပြောရင်ပိုပြီးတော့မှန်ပါလိမ့်မယ် MVRDY ဖွဲ့နဲ့ The Landscape Partnership တို့ပူးပေါင်းဖန်တီးခဲ့တဲ့အံဟုပ်ပွဲဒဇလက်ရာတစ်ခုပါဒီအရာစုစုပေါင်းအရှိ30မီတာရှိပြီးလူနှစ်ယောက်နေထိုင်မှုလုံလောက်ပါတယ်ထူးခြားခြားကတော့အိမ်အရှိရဲ့တဝက်ဖြစ်တဲ့15မီတာဟာမြေပြင်ပေါ်တည်နေတာမဟုတ်ပဲလေဘောဝဲပြန်နေတဲ့အချက်ပါပဲဒီလိုဖြစ်ဖို့အတွက်လည်းအရင်အလေပုံမှာကွန်ကရစ်တစ်ခုတည်ထားပြီးတော့မြေပြင်နဲ့ထိဆက်နေတဲ့အိမ်တချမ်းကိုအလေးချိန်ပိုးစီအောင်လို့ဖန်တီးထားတဲ့အတွက်ကျန်တဲ့တချမ်းကဒီလိုမျိုးလေပုံမှာအန်ဒီယမ်ရှိဝဲပြန်နေတာပါ အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီအင်ဟာ balance လို့ခေါ်တဲ့မျှချေညီမှုကိုကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုထားတဲ့ engineer တက်ပညာတစ်ခုပါ။နံပါတ်1 Hercules Chronopolis Great Wall ကျွန်တော်တို့နေတဲ့စကြဝဠာကြီးကဘယ်လောက်ထိကြီးမားမယ်လို့သင်ထင်ပါလဲ။ဒေတာတာကတော့သင်တွင်းနေတဲ့ပမာဏအထက်အစားပေါင်းများစွာကြီးမားပြီးတော့လျှို့ပတ်ဆန်းကျင်ပါလိမ့်။အလွန်နဲ့ရှာတဲ့အာကာသထင်မှာ Hercules Corona Boris Gray War ဆိုတဲ့အလွန်ကြီးမားတဲ့ဖွဲ့စည်းပုံတစ်ခုရှိနေပြီးဒီဆွေချာကကျွန်တော်တို့ရခင်ထင်မြင်ခဲ့သမျှအရာအားလုံးကပါမွားလေးတာဖြစ်ကြောင်းတည်တည်ပြနေပါတယ်။နောက်73ခုနှစ်တုန်းက ဓမ္မရောင်ကြီးပောက်ခွဲမှုတွေဘယ်နေရာမှာဖြစ်ပေါ်နေတယ်ဆိုတာစမ်းသပ်ဖော်ထုတ်ရင်ဒီ mega structure ကြီးကိုရှာဖွေခဲ့တာပါဒီ structure ဟာခန့်မှန်းခြေရာအလေးနဲ့10ဘီလီယံကျဲရှိပြီးတော့ဒီနေ့ထိရှာဖွေသိရှိသမျှထင်မှာအကြီးဆုံး structure တစ်ခုဖြစ်ပါတယ်တခြင်းအသိပ္ပံပညာရှင်တွေအားစက်ကြဝဠာကြီးကို homogeneity တရားတွေထက်တူညီမျှနေလို့ယူဆချက်ထုတ်ပြန်ခဲ့ပြီးမယ်ဒီ structure ရဲ့အရွယ်စားကြီးမားမှုကြောင့် uniform နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထင်မြင်ချက်မှားနေကြောင်းသိတာထင်ရှားလာပါတယ်ဒါပြင်ဒီ great wall ကဒီအတိုင်းတာမန်လက်ကန်ခွေတဲ့ အများကြီးမတော်တဆစုစည်းထားတဲ့ယာမဟုတ်ပဲနဲ့ Galaxy Super Cluster Complex တို့ခေါ်တဲ့တကယ်ကြီးမားတဲ့အရာမနိုင်ငံခွေတန်းကြီးတွေစုဝေးရ structure ကြီးတစ်ခုဖြစ်နေတာပါ။နံပါတ်3 1 Central Park မြို့ပြဘဝနဲ့တဘာဝကိုတပြိုင်တည်းပေါင်းစပ်ထားတဲ့အဆောင်တစ်ခုရှိတယ်ဆိုရင်ပရိသတ်တို့စိတ်ဝင်စားပါသလား။ Australia နိုင်ငံ Chimedee မှာ Atelier Jane Nova ဆိုတဲ့ဒီဇိုင်နာက1 Central Park လို့ခေါ်တဲ့တိုင်နှလုံးပေါင်းစပ်ထားတဲ့အဆောင်တစ်ခုဖန်တီးထားပါတယ်။ဒီအဆောင်ရဲ့အပြင်ပိုင်းကိုတမ်မနီနဲ့မှန်ကန်တက်တက်မဟုတ်ပဲတဘာဝတက်ရှင်နေတဲ့ဘေးနေနဲ့ဖုံးလွှမ်းထားတာပါ။ တာမန်အပေးမဟုတ်ပဲဩစတြေးလျပင်မျိုးသေး250လောက်ပါဝင်ပြီးတိုက်တန်းတစ်လျှောက်မှာပတ်ပတ်လေပြန်နဲ့ပေါက်နေတာပေါ့အဆောင်ရဲ့အပေါ်ဆုံးမှာအလေးချိန်120နဲ့အတန်းရှိ140ပေးရှိပြီးလေထဲမှာပြန်နေတဲ့အဆက်တတားတစ်ခုတည်ထားကတန်ပီးလက်မြေနဲ့တိဆောက်ပြီးတော့နေရောင်ကြီးမျက်နှာပြင်ကိုလည်းတက်ဆင်ထားပါတယ်။နောက်ပြီးတော့အဲ့ဒီမျက်နှာပြင်ပေါ်မှာမော်တာနဲ့လေပတ်နံနဲ့မှန်320စင်းအောင်မှပါဝင်ထားပြီးတော့ဒီအစွမ်းတဲ့ဒီဇိုင်းရောက်မြို့ပြနဲ့တဘာဝတစ်ခုအနေနဲ့တွဲတွဲပြီးတော့သိမြင်နိုင်စေပြီးနေထိုင်သူတွေနဲ့အလဲပတ်လာသူတွေကိုအဆောက်အအုံနဲ့တဘာဝကဘာကိုတပြန်နဲ့တည်းခန်းစားစေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ နံပါတ်၄ needle tower မြေပြင်နဲ့နေငယ်ပဲထိတွေ့ပြီးတော့မြေဆွဲအားကိုဖိစက်နေတယ်လို့ထင်ရတဲ့အဆောင်တစ်ခုကိုရောမြင်ဖို့ပါလားအန်ဟောဆရာအဆောင်ကတော့ Washington DC မြို့ဝ Hadron ဥပညာပြတိုင်မှာအပြင်ဘက်မှာတည်ရှိနေတဲ့ needle tower ဖြစ်ပါတယ် Kennesley Stone ဆိုသူက1960ခုနှစ်မှာဖန်တီးခဲ့ပြီးပေ60မြင်းနဲ့တိုင်ပေါ်နှုပညာလက်ရာတခုပါပဲ။အောက်ဒီမှာ14လက်မှသာလင်းထောက်ပေးထားပြီးတော့လေပေါ်မှာပြန်နေတယ်လို့မြင်ရတာကသူ့ရဲ့ထူးခြားချက်ပါ။ ဒီတိုင်ကိုအလူမီနီယံနဲ့တက်မနီအဓိကအသုံးပြုတည်ဆောက်ထားပြီးထက်ဆန်ဂရီတီလို့ခေါ်တဲ့တင်းကျပ်မှုနဲ့ဖိအားညီညွတ်မှုသဘောတရားကိုအသုံးပြုထားတာဖြစ်ပါတယ်။တန်ကျိုးနှမျိုးနဲ့ထရီကန်ပုံစံတွေကိုတွဲပြီးတော့တင်းကျပ်မှုနဲ့ဖိအားတွေကိုတပြန်တည်းတဲ့ဖြန့်ဝေကတည်ငြိမ်ပြီးတော့ပေါ်ပါသွားတဲ့ဖွဲ့စည်းပုံကိုဖန်တီးနိုင်ပါတယ်။မြေရောက်ထောက်ပံ့မှုတင်းငယ်တော့လေတည်ငြိမ်မှုကောင်းမွန်ပြီးတော့ဒီဇိုင်းထူးခြားမှုကြောင့်အင်ဂျင်နီယာတွေနဲ့အနုပညာချစ်သူတွေကိုယနေ့ထိဆွဲဆောင်နေသေးဖြစ်ပါတယ်။ နံပါတ်5 The Great Attractor ဆက်လက်ပြီးတော့အကားသားထဲမှာမမြင်ရပါဘူး။ AIGG နဲ့ငကငွေတန်းတွေကိုဆွဲဆောင်နေတဲ့ຢာတစ်ခုရှိပါတယ်။ဒီຢာကတော့ Great Attractor ပါ။အဲ့ဒီຢာကကျွန်တော်တို့နေထိုင်တဲ့ Mickey Way ငကငွေတန်းနဲ့ဖုန်နဲ့ဓာတ်ငွေထူထက်တဲ့မြင်ကွင်းပိတ် area ထဲမှာဖုံးကွယ်နေရဖြစ်လို့ Media Diet ကင်မရာနဲ့မှမမြင်နိုင်ပါဘူး။ဒါပေမဲ့ထင်ရှားတဲ့ချက်ကကျွန်တော်တို့ရဲ့ငကငွေတန်းအနီးနားက Galaxy အုပ်စုတွေအကုန်သူဆွဲငင်နေတာကိုခံနေရပါတယ်။ Centaurus နဲ့ Hydra ကျေစုတန်းရှိရာလမ်းကြောင်းပေါ်ကမှာအလင်းနဲ့150နဲ့250မီလီယံကြားအကွာအဝေးတည်ရှိပြီး တချို့သိပ္ပံပညာရှင်တွေကတော့ဒီစွဲငင်နေတဲ့အရာကို dark matter ဆိုပြီးခံမှန်းနေကြပါတယ်။ dark matter ဆိုတာကတော့အာကာသတွင်းမှာရှိတဲ့မျက်စိနဲ့မမြင်ရတဲ့အင်အားကြီးမားနေတဲ့အရာတစ်ခုပါ။ဘာပဲဖြစ်ဖြစ်အဓိကကတော့ great attractor ဆိုတာအာကာသပုံစံတစ်ခုလုံးကိုပြောင်းလဲနိုင်တဲ့ဖုံးကွယ်ထားတဲ့စွဲငင်မှုကြီးတစ်ခုပါ။နံပါတ်6 Q house ဒါကတော့အိမ်တလုံးချင်းစီကိုတစ်ပင်တပင်လို့ဒီဇိုင်းထုတ်ထားပြီးတော့တေတော်ကြီးတစ်ခုလိုခန်းစားရစီမံနေရဖြစ်ပါတယ်။ဒီအိမ်လေးကတော့ cube house လို့ခေါ်ပြီးတော့တစ်ဖက်ကို45ဒီဂရီစောင်းနေတဲ့ပုံစံမျိုးဖန်တီးထားပါ။ဒီအိမ်လေးကို1984ခုနှစ် PM block လို့ခေါ်တဲ့ဒီဇိုင်နာက Rotterdam မြို့မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အင်းဒီလုံးချင်းစီရဲ့တွင်းဘက်မှာတော့အောက်ထပ်မှာအေကန်အလဲထပ်မှာအေကန်နဲ့အပေါ်ဆုံးထပ်မှာတော့လာသာတောင်ဖြစ်နေဖွဲ့စည်းထားပါတယ်။ဒီလိုအင်းဒီကိုဖန်တီးရတဲ့ရည်ရွယ်ချက်ကကျင်းကျက်ပြီးတော့နေရာရှားပါးရဲ့ပြဿနာကိုဖြေရှင်းဖို့နဲ့ခင်မီစမ်းတဲ့လူနေမှုဘဝကိုတည်ဆောက်ဖို့ပါ။နံပါတ်9 Antenna Galaxy ကဘာမီပေါ်မှာမီဒူရက်ကြီးတွေချင်းချင်းတိုက်မိရင်ငလီနေလှုပ်တယ်ဆူနာမီလိုင်းနေဖြစ်ပေါ်တယ်တကယ်လို့အာကာသထဲမှာနိုင်ငံငွေတန်းတစ်ခုတိုက်မိခဲ့ရောဘလို့ကျိုးဆက်တွေထွက်ပေါ်လာမလဲဒီလိုမျိုးနိုင်ငံငွေတန်းတွေတိုက်မိပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေကိုအန်တိုနီဂလက်ဆီလို့ခေါ်ပါတယ်နောက်ဆက်တဲ့ဖိရက်တွေကတော့ဂျေတွေနဲ့ဒန်းငွေတွေအများကြီးပေါ်ထွက်လာပြီးထိုက်တဲ့ Taste လို့ခေါ်တဲ့အတော်ရှည်လျားတဲ့လိုင်းပုံစံမျိုးထွက်ပေါ်လာပါတယ်ဒီလိုင်းကြီးရဲ့အကွာဝေးဟာအလေးနဘောင်းတောင်းချီကိုရှည်လျားပါတယ်ဒီဖြစ်စဉ်ကလည်းနောက်ထပ်ဂျေအစ်တွေထပ်မံမွေးဖွားလာပြီးဂျေစုဝေးတွေကလည်းအရင်ထပ်ပို့ပြီးတော့ပုံများလာပါတယ် အချုပ်အနေနဲ့ပြောရမယ်ဆိုရင်နေကွယ်ညှောက်ထွက်တဲ့ဆိုတဲ့အတိုင်းဒီကျေစုတွေတက်ခတ်ခြင်းကပြည်စည်းချင်းစီကိုဥတီယုံမကနောက်ထပ်အသေးသေးသောကျေတွေကိုဖန်တီးမွေးပွားပေးနေတဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်ကြီးစုပေးလို့ကျေးဇူးတင်ပါတယ်